Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Facebook ပေါ်ကနေဒေါ်လာဝယ်ငွေရခြင်းနဲ့မိတ်ဆွေတွေအတွက်အကောင်းဆုံးဝယ်ငွေလမ်းကြောင်းဖြစ်တဲ့ Facebook Content Monetization ကို ရစီနိုင်တဲ့နည်းလမ်း၅ခုကိုကြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့စားလိုက်ကြရအောင် Facebook ပေါ်ကနေဒေါ်လာဝင်ငွေရှာဖို့အကောင်းဆုံးနည်းလမ်းစလုံးရှိရင် content monetization ဖြစ်ပါတယ်။အဲ့ဒီ content monetization ကကျွန်တော်ဘာပဲတင်တင်ဒေါ်လာဝင်ငွေရရှိလာမှာဖြစ်ပါတယ်။ဓာတ်ပုံတင်တာပါတယ်၊ video တင်တာပါတယ်၊ reel တင်တာပါတယ်၊ story တင်တာတွေကစအကုန်လုံးကျွန်တော် Facebook ပေါ်မှာတင်သမျှကနေပတ်စံရမှာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီ Facebook content monetization ကိုရချင်တဲ့ဆလို့ရှိရင်အခုကျွန်တော်ပြောပြမယ့်နီးလန်း၅ခုကိုတီးခြားလိုက်နာတဲ့ဆလို့ရှိရင်တော့ Facebook content monetization ကိုမဖြစ်မနေရရှိလာမှာဖြစ်ပါတယ်။ ဆိုတော့နံပါတ်1အချက်အနေနဲ့ဘာလို့ရမလဲဆိုလို့ရှိရင် ကျွန်တော်ရဲ့ Facebook ပေါ်မှာတင်ထားတဲ့ဗီဒီယိုတွေကကိုပိုင် content တွေဖြစ်ရမယ်ဒီကိုကိုတိုင်ဖန်တီးထားတဲ့ဓာတ်ပုံဗီဒီယိုစာတွေအကုန်လုံးကိုကျွန်တော်ကိုကိုတိုင်ဖန်တီးပြီးတော့အရာတွေကိုတင်ရမှာဖြစ်ပါတယ်နံပါတ်1အချက်မှာကြတော့ကျွန်တော်ရဲ့ဒီ engagement quality လို့ခေါ်တယ် engagement quality ဆိုတဲ့နေရာမှာ ကျွန်တော်ရဲ့ Facebook မှာပဲဖြစ်ဖြစ် page မှာပဲဖြစ်ဖြစ်တင်ထားတဲ့အားတွေကို comment တွေ watch time တွေ share တွေ view တွေအရာတွေများများရှိဖို့လိုတယ်ဥပမာကိုယ့်ဗီဒီယိုတစ်ပုဒ်တင်လိုက်တယ်ဆိုလို့ရှိရင်ကိုတင်လိုက်တဲ့ဗီဒီယိုကိုတချို့လူတွေကကိုတငယ်ချင်းတွေပဲဖြစ်ဖြစ်အားပြီးတယ် comment တွေရေးတယ် like တွေပေးတယ်အသေးလေးတွေပြီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့အရာတွေကိုပြန်ပြီးတော့တောင်းပြန်ရမှာဥပမာကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်လိုက်တယ်ဆိုလို့ရှိရင်ဟာတငယ်ချင်းဗီဒီယိုအရန်ကောင်းတယ်ကျွန်တော်ကြိုက်တယ်ဆိုလို့ရှိရင်အောက်မှာကျွန်တော် comment reply ရေးပြီးတော့ကျေးဇူးတင်တယ်ပါနဲ့အဲ့လိုမျိုးနဲ့ ကိုတင်ထားတဲ့ကိုရဲ့ base အပေါ်မှာကိုကိုအားပေးတဲ့သူတွေကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့ respect လုပ်ရမယ်။အဲ့ဒါလေးတွေကိုလုပ်ရမှာအဲ့ဒါဒုတိယချက်တတိယချက်နေရာမှာကြတော့ကျွန်တော်ရဲ့ page ဖြစ်ဖြစ်ကျွန်တော်ရဲ့ account ဖြစ်ဖြစ်အဲ့ဒါလုံးဝ policy မချိုးဖောက်ရဘူး။စီကန်းကိုလိုက်နာရမှာ။ဘာဖြစ်လို့စီကန်းလိုက်နာရမလဲဆိုလို့ရှိရင်ကျွန်တော်ကသူတို့စီမှာ Facebook ပေါ်မှာပတ်စံရှာခြင်းနဲ့ သူတို့ Facebook က Facebook ကနေကျွန်တော်လာစာရချင်တာဖြစ်တဲ့အတွက်ကြောင့်သူတို့တတ်မှတ်ထားတဲ့စီမံစည်းကမ်းလေးတွေလိုက်နာရမှာဖြစ်ပါတယ်စီမံစည်းကမ်းတွေဆိုတဲ့နေရာမှာအများကြီးရှိတယ်ဥပမာဓာတ်ပုံတွေကိုသူများဓာတ်ပုံတွေကိုခိုးတင်တာတွေသူများဗီဒီယိုတွေကိုယိုပြီးတော့ကိုကိုကိုတင်လိုက်တာတွေအဲအဲ့လိုမျိုးတွေလုံးဝမလုပ်ရဘူးပြီးရင်ဒီစီကမ်းချိုးဖောက်စီနိုင်တဲ့ Facebook ကတတ်မှတ်ထားတဲ့စီကမ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်အဲ့ဒါတတိယချက်အဆက်၄နေရာမှာကြတော့ base authenticity လို့ခေါ်တဲ့အဲ့ဒါကကြတော့ကျွန်တော်ဒီကျွန်တော်ရဲ့ follower တွေပြီးရင် ကျွန်တော်ရဲ့ like တွေအဲ့ဒါလေးတွေကို bot နဲ့ဝယ်ထားတဲ့ဟာတွေ like တွေ comment တွေ share တွေကစ follower တွေအကုန်လုံးအဲ့ဒါတွေကိုကိုကိုတိုင်စ조사ပြီးတော့ရရှိလာတဲ့ဟာတွေဖြစ်ရင်ပို့ပြီးတော့ရဖို့လွယ်တယ်တချို့အကောင့်တွေဆလို့ရှိရင်လည်းဒီ real ဥပမာ follower တွေ bot အတီးနဲ့ဝယ်ထားတဲ့သူတွေ ရှိတယ်အဲ့ဒါတွေလည်းရတဲ့သူတွေရှိတယ်ဒါပြင်မဲ့အဲ့ဒါမရဘူးလို့ကျွန်တော်မပြောတော့ရတော့ရတယ်ဒါပြင်မဲ့အကောင်းဆုံးနီးလန်းကကျွန်တော်ကအမြန်မြန်လေးနဲ့ရရှင်တာဖြစ်တဲ့အတွက်ကြောင့်အပေါ်မှာကျွန်တော်ပြောထားတဲ့၃ချက်ရပြင်နံပါတ်၄အချက်နေရာမှာအဲ follower တွေလည်းကိုကိုတိုင်းရှာထားတဲ့ဟာတွေ real follower တွေဖြစ်ဖို့အရေးကြီးတယ်เนาะပြီးရင်နံပါတ်၅အစင်းနေရာမှာကြတော့ content consistently လောက်ခေါ်တယ်အဲ့ဒါကြတော့ပုံမှန် posting ရမယ် ပုံမှန် post တင်ရမယ်ဆိုတော့ကျွန်တော်ဓာတ်ပုံဖြစ်ဖြစ် video ဖြစ်ဖြစ် real ဖြစ်ဖြစ် story ဖြစ်ဖြစ်အဲ့ဒါလေးကိုကျွန်တော်ကဥပမာတပတ်မှာဟိုလေးပုတ်လောက်ပဲတင်နိုင်တယ်၃ပုတ်လောက်ပဲတင်နိုင်တယ်ဆိုလို့ရှိရင်ပုံမှန်လေးကိုသွားပြီးတော့ပုံမှန်လေးနဲ့သွားမယ်ပုံမှန်လေးနဲ့တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook account ဖြစ်ဖြစ်ကျွန်တော်ရဲ့ page ဖြစ်ဖြစ် content monetization လောက်ခေါ်တဲ့ Facebook ပေါ်မှာဝယ်ငွေလမ်းကြောင်း account ဆုံးနဲ့အကြမ်းဆုံးဖြစ်တဲ့ content monetization ကိုကျွန်တော်ကအမြန်ဆုံးရရှိလာမှာဖြစ်တယ်လို့ကျွန်တော်ပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆောင်တွေ့ကြပါမယ်ခင်ဗျာ bye bye